မင်္ဂလာပါခင်ဗျဆရာငယ်ပါခင်ဗျနော်ဇာတ်2025 6လပိုင်းအတွက်တနင်္ဂနွေသားသမီးမိတ်ဆွေတွေအတွက်ဒလစာရှောင်းရံဆောင်းရံအတွက်ကန်ချီမာဟောစတန်းကိုဟောကြားပေးမှာဖြစ်တဲ့အတွက်တနင်္ဂနွေသားသမီးမိတ်ဆွေတွေအားလုံးအဆက်ဆက်ရရဘေးပြာမှန်သမျှဝေးကွာကြပါစေကြောင်းဆရာကဒီကနေ့မေတ္တာပို့ဆုတောင်းပေးသားလိုက်ပါတယ်ခင်ဗျနော်ဒီ2025ခုနှစ်6လပိုင်းအတွင်းမှာတနင်္ဂနွေသားသမီးမိတ်ဆွေတွေဟာမိတ်ဆွေတို့ရဲ့လက်ရှိရင်ထဲမှာ ဘလို့တွေဖြစ်နေမလဲဒီ2025 6လပိုင်းတွင်မှာအဆက်ဆက်ရရဘယ်ရတဲ့တတိထားပြီးတော့ဘယ်ရတွေအာသာအကျိုးပေးမလဲဆိုတာကိုဆရာကပြောပြပေးမှာဖြစ်တယ်။သို့တော့ဒီနေ့ဆရာဗီဒီယိုအဆောင်နေဆိုတော့နည်းနည်းလေးတော့အဲရရတမျိုးလေးတော့ဖြစ်နေမှာတင်တယ်နော်။သို့တော့ပြမိတ်ဆွေတွေနည်းနည်းလေးနားလည်ပြီးတော့ကြည့်ပြီးပါဆရာနည်းနည်းတော့အတောင်းကြောက်ဖြစ်နေ။ Okay လက်ရှိဒီ2025ခုနှစ်6လပိုင်းတွင်မှာတနင်္ဂနွေသားတမျိုးမိတ်ဆွေတွေဟာလက်ရှိမှာ အရာရာကိုဘာကိုမဆိုဥစည်းဥဆောင်လှုပ်ပါရေဝန်းနဲ့ရှေ့တူဆောင်ရွက်ပါရှေ့တူဆောင်ရွက်ရင်လှုပ်ဆောင်ရင်ဒီလာတာတော့ဒီမှာအရာရာကိုရှေ့တူဆောင်ရွက်ပြီးတော့မိမိအနေနဲ့ကိုကိုယ်တိုင်ဥစည်းဥဆောင်လှုပ်ပါလုပ်ငန်းကိစ္စအလုပ်ကိစ္စမှန်သမျှကိုကိုကရှေ့တူပြီးတော့ဥဆောင်လှုပ်ရင်ဘာကိုမဆိုဒီလာတာတော့ဒီမှာကံဟာမိတ်ဆွေဖို့ရှိပါအတိအကျပဲဖြစ်တယ်အဲ့ဒါကြောင့်မိတ်ဆွေများအနေနဲ့တနုံးလေးသာသမီတရားလျှောက်လာပိုင်းပြင်မှာဆိုရင်မိတ်ဆွေတို့ဟာ ဘယ်နေရာဖြစ်ဖြစ်ဟိုနေရာလည်းပါရဒီနေရာလည်းပါရဆိုပြီးတော့နေရာတကာမှာတော့ကိုကိုတိုင်စိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်ရမယ်လာဖြစ်တယ်လို့အဲမိစွေတို့ရဲ့ကံဟာလဲကိုလှုပ်ရင်လှုပ်တဲ့လောက် ကိုယ့်ရဲ့လက်ထဲမှာဂျမာကဖန်တီးနိုင်စွာရှိတာဖြစ်တဲ့အတွက်မိတ်ဆွေတို့ရဲ့ဂျမာကိုမိတ်ဆွေတို့ကြိုးစားသလောက်ရှေ့တူဆောင်ရရင်ကံရဲ့အထောက်အပံ့တွေကိုရရှိမယ်သို့တော့ကိုကကြိုးစားသလောက်သာရရှိမှာဖြစ်တဲ့အတွက်ကံရဲ့အထောက်အပံ့ထက်အဲထီထိုးတာမျိုးလို့ဆွမ်းတာလို့ပေါ့အဲရုပ်တရားဝုန်းနေတိုင်းကနေချမ်းသာတဲ့ကံတွေဟာအားနည်းစီတဲ့အတွက်မိတ်ဆွေတို့နဲ့တာသမီတွေဟာ2025ခုနှစ်6လပိုင်းအတွင်းမှာဆိုရင်ဘာကိုဖြစ်ဖြစ်ရဲဝုန်းနဲ့ရှေ့တူဆောင်ရမှာသာအားတာပြီးတော့ကောင်းမွန်မဲ့လာဖြစ်တယ် ကျမ်းမာရေးကျမ်းမာရေးနဲ့ပတ်သက်လာရင်တနုံနေသတိတွေက6လပိုင်းတွင်မှာဆိုရင်အထူးသဖြင့်အမျိုးသမီးတွေနှစ်ပိုင်းခွဲပြောကျင်တဲ့ကျန်းမာရေးနဲ့ပတ်သက်ရင်အမျိုးသမီးတွေဆိုလို့ရှိရင်အသွေးသားနဲ့ပတ်သက်တာမျိုးလေးတွေအမျိုးသမီးတွေဖြစ်တတ်တဲ့အသွေးသားနဲ့ပတ်သက်တဲ့ကျန်းမာရေးလေးတွေမှာပုံမူပြီးတော့သတိထားဆင်ကျင်ရမယ်အမျိုးသမီးတွေဆိုလို့ရှိရင်လည်းအသွေးသားနဲ့ပတ်သက်တဲ့အရာတွေမှာပုံမူပြီးတော့သတိထားဆင်ကျင်ရတော့လိုအပ်တော့လာဖြစ်တယ် အထုသဖြင့်ယေဘုဝါအဖြစ်ကျမ်းမာရေးနဲ့ပတ်သက်လာတဲ့အခါမှာအကြီးပြားနဲ့ပတ်သက်တာတွေယာနာတာမျိုးလေးတွေတွားတဖုံးနဲ့ပတ်သက်တာမျိုးလေးတွေငโกကသွေးတိုးသွေးတက်အချိန်ရှိတဲ့မိတ်ဆွေများဟိုပါတော့သတိထားရမယ်အပူစာတွေအတက်စာတွေဒါမျိုးလေးတွေကိုသတိထားဆင်ကျင်ပြီးတော့စားသုံးရအတွက်လိုအပ်ပြီးတော့ယောဂအဟောင်းတွေပြန်ပြီးတော့အစ်စ်ပြန်ဖြစ်တတ်တော့လာဖြစ်တာတော့အသေးချာပဲဖြစ်တယ်မိတ်ဆွေတို့သတိထားဆင်ကျင်ပြီးဖို့လိုအပ်ပါတယ် ငွေကြေးငွေကြေးနဲ့ပတ်သက်လာရင်တော့ငွေကြေးကံဟာမိษွေရဲ့ကြိုးစားမှုပေါ်မူတည်နေပြီးတော့ငွေကြေးနဲ့ပတ်သက်ရင်ဘလောက်ပဲခက်ခဲကြက်တဲ့စရာမှုချိန်တိုးဆောင်ပြီးလှုပ်ဆောင်ရင်အားသာကောင်းမှုပြီးတော့တိုးတက်နိုင်တယ်သို့တော့ငွေကြီးနဲ့ပတ်တိုင်လက်လွန်ထားတဲ့ငွေကြီးတွေပဲဖြစ်ဖြစ်ငွေကြီးနဲ့ပတ်တိုင်အမိနာမခံလောက်တာမျိုးတွေရှေ့တို့ဆောင်ရွက်ပါငကိုကဆုံးမီမရဘူးဆိုတဲ့ငွေကြီးတွေတောင်ပြန်လေရရှိတတ်တော့လာဖြစ်တဲ့အတွက်ငွေကြီးနဲ့ပတ်သက်လာရင်တော့ငွေကြီးကဟာရှေ့တို့ပြီးတော့အာသဆောင်ရွက်ရင်ဆောင်ရွက်တဲ့လောက်အကျိုးပေးတယ်သို့တော့ ညီကိုမော်တော်မကိစ္စလေးတွေကြောင့်ငွေကြေးကုန်ကြများတာမျိုးစက်ပစ္စည်းစားတောက်ကုန်လုပ်ငန်းလေးတွေကြောင့်ငွေကုန်ကြေးကြများတာမျိုးတွေစာရုပ်ဆိုင်ရာလုပ်ငန်းလေးတွေမှာတတိထားဆင်ခြင်ပေးပါဒါအပြင် စေတနာတွေဝေဒနာဖြစ်ရတတ်တယ်ငွေကြီးနဲ့ပတ်သက်လာရင်ကိုယ်ကြောင့်မဟုတ်ပဲတပါးသူကြောင့်ငွေကုန်ကြီးကြမရတာမျိုးတွေကြုံရတတ်တယ်ဒါဆိုတစ်ဆက်တည်းအကျိုးမပေးတာလေးတွေဆက်လက်ဖော်ပြပေးပါစီဒီတနေ့နေ့သားသမီးရ2025 6လပိုင်းပြင်မှာဆိုရင်ဆက်ပစ္စည်းနဲ့ပတ်သက်တာတွေအကျိုးမပေးဘူးစားတောက်ကုန်စုံကဆိုင်ရာလုပ်ငန်းတွေအကျိုးမပေးဘူးထို့အပြင်မိတ်ဆွေတို့အနေနဲ့ရင်ဆက်ပစ္စည်းနဲ့ပတ်သက်ကိုယ်အမိခံပြီးအသည့်ဝယ်ရန်အတွက်တော့အားနည်းစီတာကာလဖြစ်တယ်ဒါအပြင်မိတ်ဆွေတို့အနေနဲ့ဒီအပတ်တာတော်တွေမှာရင်ဆက်ပစ္စည်းနဲ့ပတ်သက်လို့ရှိရင်ကိုယ်ကိုယ်တိုင်မောင်းနေတဲ့အခါမှာသတိထားဆင့်ကျင်ပြီးတော့မောင်းနေရန် န်းလိုအပ်သောအပ္ပတာအပိုင်းခြားကာလဖြစ်တယ်စားတောက်ကုန်လုပ်ငန်းတွေအဲစတင်လုပ်တဲ့အလုပ်တွေစတင်လုပ်တဲ့ဆိုရင်တော့ကိုယ်အမိခံပြီးဖြစ်နိုင်လို့ပါအထူးသဖြင့်တော့ဆွေမျိုးသားချင်းအိမ်မလာရလို့စိုင်းပုတ်တာကတ်ထားပါဘာကြောင့်လဲဆိုတော့တင်းနှုံနေသားသမီးတွေကဒီ2025လျှောက်လာပါအတွင်းမှာဆိုရင်ဆွေမျိုးသားချင်းနဲ့ပတ်သက်တာမျိုးလေးတွေအားနည်းစီတလို့ဆွေမျိုးသားချင်းညီအကိုမောင်နှမကိစ္စလေးတွေမှာပြဿနာတိုက်ခိုက်လေးတွေပေါ်လာတတ်တယ်ဂျားတုံးဂျားမဝင်ကောင်းပါဘူးစေတနာတွေဝေဒနာဖြစ်တတ်တယ်ဒါအပြင်ဂျားတုံးဂျားဆိုတော့ မိမိတ်ဆွေအနေနဲ့သူမဘာတွေရဲ့ပြဿနာကိစ္စတွေကိုကိုကခေါင်းခံဖြေရှင်းလာမှာအပူတွေကူးဆက်တတ်တာမျိုးလေးတွေကြုံရတတ်တယ်လို့အိမ်တော်ကြီးမှာသူများရဲ့ဂျားတုံးကြမိသားစုရဲ့အိမ်တော်ကြီးတွေမှာဝင်ပြီးတော့ဖြေရှင်းဆောင်ရွက်တာမျိုးလေးတွေဟာကို့အပေါ်မှာစကားတွေပဲဖတ်တင်ပြီးတော့စေတနာတွေဝေဒနာဖြေရတတ်တဲ့အတွက်တော့တတိချားဆင်ခြင်ပေးရန်အတွက်လိုအပ်သောလဖြစ်ပါတယ်။ကောင်းပြီ။ ဒါအပြင်မိတ်ဆွေတို့အနေနဲ့ဒီလတာအတော်တွေမှာဆိုလို့ရှိရင်အကျိုးပေးစီတော့လုပ်ငန်းတွေကိုဆရာဖော်ပြပေးခြင်းတယ်ဒီတနုံနေတာသမီးတွေကဒီလတာအတော်တွေမှာဆိုလို့ရှိရင်အငွေကြီးဆိုင်ရာလုပ်ငန်းတွေရှေ့တိုးဆောင်ရွက်ပါကုသန်းရောင်းဝယ်ဆိုင်ရာလုပ်ငန်းတွေအကျိုးပေးပါတယ်အထယ်အလိမ့်နဲ့ပတ်သက်တာတွေအကျိုးပေးပါတယ်ထီထီဖက်နှက် ဗီဇာလုပ်ငန်းကိုင်ခန်းကိစ္စရှေ့တို့ဆောင်ရွက်လုပ်ဆောင်ရင်ကောင်းတယ်ပတ်စပို့လုပ်ငန်းဗီဇာလုပ်ငန်းတွေရှေ့တို့ဆောင်ရွက်ပါဓာတ်ဆီးတို့ဒီဇယ်တို့လောင်စာဆီးတို့အဆရှိတဲ့လုပ်ငန်းတွေအထယ်လိုက်တို့ ठी တို့ ठी တို့ဖနှက်တို့တတ်ထုတို့နော်အဆရှိတဲ့လုပ်ငန်းတွေနဲ့ရှေ့တို့ဆောင်ရွက်လုပ်ဆောင်ရင်အာသာကောင်းမွန်ပြီးတော့တိုးတက်နိုင်တော့လာဖြစ်တယ် ်ယာရုလုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်ရင်လည်းယာရုတိုးခြင်းယာရုတက်ရှင်မျိုးတွေကြုံရတာမျိုးလေးတွေနေရာထိုင်ခြင်းနဲ့ပတ်သက်လာရင်လည်းနေရာထိုင်ခြင်းအသည့်ရရှိတာမျိုးအိုအိမ်ရှမ်းပြည်မြေယာနဲ့ပတ်သက်လို့ရှိရင်အာမခန့်အရှိတိုးဆောင်ရလှုပ်ဆောင်ဝယ်ရမျိုးတွေအကျိုးပေးတယ်ဒါပေမဲ့ကိုယ့်အတွက်ကိုယ်ပဲအကျိုးပေးတယ်သူများအတွက်ကိုအကျိုးမပေးဘူးရှိတိုးဆောင်ရလှုပ်ဆောင်တဲ့အခါမှာလည်းလုပ်ငန်းဟောင်းအနေနဲ့ပတ်သက်လို့အလုပ်ဟောင်းအနေနဲ့ပတ်သက်ရင်တိုးချဲ့လှုပ်ဆောင်တဲ့နဲ့ငကောကသားသမီးမရရှိသူတွေသားသမီးရရှိလောက်တဲ့ကံအထောက်အကူတွေချင်းတွေပေါ့ရရှိတတ်တော့လာဖြစ်လို့မိတ်ဆွေတို့အနေနဲ့ လုပ်ငန်းနဲ့ပတ်သက်လာလို့ရှိရင်လည်းလုပ်ငန်းဟောင်းကြီးကိုပြင်ဟိုဆွမ်းလာလို့ပေါ့ချစ်တိုးပြီးတော့တိုးတက်အောင်ဆွမ်းဆောင်တာအကျိုးပေးပေးမယ်လုပ်ငန်းအသစ်စတင်လုပ်မယ်လုပ်ငန်းလေးတွေမှာတော့တတိထားရမယ်လုပ်ငန်းရာထူးနဲ့ပတ်သက်ရာထူးတိုးတာမျိုးရာထူးတက်တာမျိုးတွေဂျုံအားတက်တယ်လို့ပညာရေးနဲ့ပတ်သက်လာရင်လည်းဘာမှစိုးရိမ်စရာမရှိဘူးချစ်တိုးဆောင်ရလောက်ဆောင်မှာမိတ်ဆွေတို့အနေနဲ့ လက်ရှိရှိနေတဲ့လုပ်ငန်းကိုတိုးတက်အောင်အဆင့်မြင့်အောင်ကြိုးစားရင်စွမ်းဆောင်ရင်အားသာကောင်းမွန်တယ်လို့အထက်လူကြီးအကြီးအကဲတွေရဲ့အကူအညီကောင်းတွေရရှိတာမျိုးတွေကြုံရတတ်တယ်လို့မိမိတို့ယာရုမတိုးသေးဘူးလုပ်ငန်းကိုင်ကအလုပ်ကိုင်နဲ့ပတ်သက်လာကိုကဦးစီးဦးဆောင်ပြီးတော့လှုပ်ဆောင်ရတာမျိုးတွေအဲယာရုကတော့မတိုးသေးပေမဲ့နာမည်ထွက်နေတဲ့မိတ်ဆွေများအခုဒီကာလအတော်တွေမှာရှေ့တူဆောင်ရွက်ပြီးများများပြောဆိုဆောင်ရွက်ရင်အောင်မြင်ခြင်းနဲ့တိုးတက်ခြင်းတွေဂျင်းတေပေါ့ရရှိမယ်လားဖြစ်တယ် ဒါအပြင်မိတ်ဆွေတို့အနေနဲ့နိုင်ငံခြားခရီးသွားနဲ့ပတ်သက်တာတွေခြေတူဆောင်ရလောက်ဆောင်မှာ passport visa လုပ်ငန်းပြည်တွင်းပြည်ပခရီးသွားနဲ့ပတ်သက်တာလေးတွေခြေတူဆောင်ရလောက်ဆောင်ရင်ကောင်းသောကာလဖြစ်တယ်ဆက်သတိပေးပါမယ် ရင်ဆက်ပစ္စည်းနဲ့ပတ်သက်လို့မောင်းတာလေးတွေနှင်တာလေးတွေမှာမိတ်ဆွေလိုနေနဲ့သတိထားစင်နေရလိုအပ်ပြီးတော့အလင်းစလိုမလုံးနဲ့ဘာကိုဖြစ်ဖြစ်စိတ်ထဲမှာစက္ကနဲတိုင်းကနဲဝုံးကနဲအလင်းစလိုလှုပ်ဆောင်တာမျိုးလေးတွေကအမားကိုဖြစ်စေတတ်တယ်လို့ဆရာပြောတဲ့ညီကိုမောင်တမကိစ္စလေးတွေကြောင့်စိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်ရတာမျိုးလေးတွေဆက်ပစ္စည်းခဏခဏပြရတာမျိုးတွေကြုံရတတ်တဲ့အတွက်တော့သတိထားစင်ကျင်ပေးရန်လိုအပ်တော့လာဖြစ်တယ်လူငယ်တွေအရှိရေးမှာတော့မျက်နာပွင့်လန်းတာမျိုးမိမိရှိတော့မြန်လို့တော့သူကိုရဲရဲကြီးကျင်းနေဖွင့်ပြောပါ မီးကြီးသားများအနေနဲ့တဦးနဲ့တဦးတယောက်နဲ့တယောက်အဆက်အသွယ်ပြတ်နေသူတွေပြန်လဲအဆက်အသွယ်ရရှိတတ်ပင်မယ်လို့မိတ်ဆွေတို့အနေနဲ့အဲတမီးကြီးသားတွေမှာဆိုလို့ရှိရင်တော့ငဟုခဖြစ်ခဲ့ပြီးတော့အဟောင်းနေအဲပြီးခဲ့ပြီးတော့ကိစ္စတွေကနေပြီးတော့စကားများအခြေတင်တဲ့ပြဿနာလေးတွေကြုံရတာမျိုးလေးတယောက်ရဲ့စိတ်သဘောထားကိုတယောက်ကနားမလဲတာမျိုးလေးတွေကြောင်းတော့ပဋိပက္ခများစွာကြုံရတတ်တယ်သို့တော့တမီးကြီးသားတွေအနေနဲ့တမီးကြီးသားဘဝကိုရပ်တန့်လို့အိမ်ထောင်ဘဝကိုအိမ်ထောင်ပြည့်စိတ်ဆက်လက်ထက်မင်္ဂလာပြုခြင်းတွေ ပြုလုပ်ရန်အတွက်အားသာကောင်းမွန်ပြီးတော့တိုးတက်နိုင်တော့လာဖြစ်တယ်။ဒါအပြင်မိတ်ဆွေတနင်္ဂနွေသားသမီးတွေကဒီလာတာအတော်တွင်မှာဆိုရင်အိမ်ဆောင်ကြီးအိမ်ဆောင်ကြီးနဲ့ပတ်သက်လာရင်တော့ငွေကြေးကြောင်လည်းပြဿနာတော့မဖြစ်နိုင်ဘူး။အဲငကောကဝေးကွာနေသူတွေအပျောက်တော့သူတွေအဆက်အသွယ်ပြတ်နေသူတွေဆိုလို့ရှိရင်တော့မိတ်ဆွေတို့တရင်တော့ကြားရမယ်။လက်ရှိမှာတော့အဆက်အသွယ်ရဖို့အတွက်တော့ခက်ခဲတာမျိုးလေးတွေကြုံရတတ်တယ်။အဲစိုးရိမ်စရာမျိုးတွေအဆက်အသွယ်လုံးဝမရတဲ့မိတ်ဆွေများပျောက်တော့သူချာလင်တွေ့နိုင်တော့လာတရင်ရနိုင်တော့လာဖြစ်တယ်။သို့တော့ နိနိကကရှိနေတဲ့မိတ်ဆွေများဖို့တော့အိမ်ဆောင်ကြီးနဲ့ပတ်သက်ရင်ဘာမှစိုးရိမ်စရာမရှိဘူးအိမ်ဆောင်ကြီးဒုက္ခအိမ်ဆောင်ကြီးနဲ့ပတ်သက်လို့ငကူကအိမ်ဆောင်ဘက်နဲ့ပြောဆိုလို့မရတဲ့ကိစ္စလေးတွေမှာပြောဆိုလို့ရမယ်သို့တော့အိမ်ဆောင်ကြီးနဲ့ပတ်သက်လို့အဆင်မပြေနိုင်တော့ဂျားလူတဦးတယောက်ကိုအရှိကံပြီးတက်လူပေါ့နော်တတိယလူဆိုတော့မိတ်ဆွေတို့နဲ့မိတ်ဆွေတို့ရဲ့ဆွေမျိုးသားချင်းကိုအကြောင်းပြုပြီးတော့ဖြစ်စီအိမ်ဆောင်ကြီးမှာဆိုလို့ရှိရင်တော့တပတ်တူတဦးတယောက်ရဲ့အကြံစီအကြောင်းကိုအကြောင်းပြုပြီးတော့ပြဿနာလေးဒီကရောက်စားလေးတွေဖြစ်ရတတ်တဲ့အတွက်တော့တတိထားဆင်ခြင်ပေးရတယ်လိုအပ်ပါတယ်ဖြစ်နိုင်လို့ရှိရင်စာချုပ်စာတမ်းက ိစ္ဆာတွေလှုပ်ဆောင်တဲ့အခါတတိထားဆင်ကျင်မှာအထူးသဖြင့်တနင်္ဂနွေသားအမျိုးသားတွေအနေနဲ့ဆိုရင်တော့အချုပ်ရှင်လေးတွေရှီဆော့လက်ဆော့လှုပ်တတ်တဲ့တနင်္ဂနွေသားတွေမိတ်ဆွေများပို့ရတော့တော်တော်လေးကိုတတိထားရမယ်မိတ်ဆွေတို့အနေနဲ့ဘာလို့လဲဆိုတော့အချုပ်နောင်ဖြစ်တာမျိုးလေးတွေမထင်မှတ်ဖဲနဲ့ထိခိုက်ချနာတာမျိုးလေးတွေကြုံရတတ်တယ်အသက်အရွယ်အပြင်60နဲ့အထက်မိတ်ဆွေမိဘများအနေနဲ့ကတော့ဂျမ်းမိုင်းနဲ့ပတ်သက်လာတဲ့အခါမှာခါးနဲ့ပတ်သက်တာမျိုးလေးတွေခန္ဓာကိုယ်အောက်ပိုင်းဒူးစစ်နဲ့ပတ်သက်တာလေးတွေမှာတော့တတိထားဆင်ကျင်ပြီးတော့မထိခိုက်အောင် ပုံမူတတိပြုရန်လိုအပ်သောလဖြစ်တယ် ဒါအပြင်မိတ်ဆွေတို့ဒီလတာတော်တွေမှာဆိုရင်အကျိုးပေးတဲ့အရာလေးတွေကိုဆက်လက်တည်တံ့ခွဲထုတ်ရမယ်ဆိုရင်အဖွဲ့အစည်းနဲ့ပတ်သက်တာတွေအကျိုးပေးတယ်အများနဲ့ပတ်သက်တာတွေအကျိုးပေးတယ်ဘာလို့ဖြစ်ဖြစ်ကိုပိုင်လုပ်ငန်းရှေ့တိုးဆောင်ရလှုပ်ဆောင်တဲ့အခါဥဆောင်ဆောင်ရရင်အားသာကောင်းမှုပြီးတော့တိုးတက်နိုင်တယ်လုပ်ငန်းရဘူးနဲ့ပတ်သက်ရဘူးတိုးတာမျိုးရဘူးတက်တာမျိုးကြီးကြုံရတတ်တယ်တာသမီရရှိနိုင်တယ်တာသမီနဲ့ပတ်သက်ပြီးတော့ရှေ့တိုးဆောင်ရပါငကူကအမှုကိစ္စအမွေကိစ္စဖြစ်နေသူတွေအမှုကိစ္စအမွေကိစ္စတွေမှာအားသာပြီးတော့ကိုယ့်ဘက်ကအနိုင်ရတာမျိုးမပြီးမပြတ်ကြန့်ကြာနေ ပြီးပြတ်အောင်ဆောင်ရွက်တင်တော့ကာလဖြစ်တယ်။လုပ်ငန်းဟောင်းအလုပ်ဟောင်းနဲ့ပတ်သက်ပြီးတော့တိုးချဲ့လှုပ်ဆောင်ရင်အားသာပြီးတော့ကောင်းမွန်နိုင်တယ်။ OH ချမ်းမီမီယာနေရာထိုင်ခြင်းနဲ့ပတ်သက်ပြီးတော့စောက်တာတွေရောင်းတာတွေပြောင်းတာတွေချွေတာတွေအားလုံးဒီလမှာချစ်တို့ဆောင်ရွက်လှုပ်ဆောင်မှာချစ်တို့အားသာကောင်းမွန်ပြီးတော့တိုးတက်နိုင်တော့လဖြစ်ပါတယ်။ ပရိထဆင်ကြီးရမှာတော့ဆွေမျိုးများအိမ်မလာရလို့စိုင်းမုတ်ကတ်ထားတာအကောင်းဆုံးဖြစ်ပါလိမ့်မယ်။ဒီလက်ကတော့တွင်မှာအကျိုးပေးစီတော့နေသားနေနဲ့ဆိုရင်တော့အရေးကြီးသောကိစ္စတွေကိုပဲလှုပ်လှုပ်ဘာနေသားနဲ့တွဲလှုပ်လှုပ်တနင်္လာသားသမီးတွေနဲ့တွဲလှုပ်တာမျိုးသို့မဟုတ်လို့ရှိရင်ဂျာစာပရိသားသမီးတွေနဲ့ပေါင်းစုဆက်တူပြီးတော့အကြံဉာဏ်ရရှိပြီးလှုပ်တာမျိုးထိုရက်တွေတနင်္လာရက်တို့ဂျာစာပရိရက်တွေမှာအရေးကြီးတဲ့ကိစ္စတွေဆောင်ရွက်ရင်အာသာကောင်းမှုတိုးတက်နိုင်ပါတယ်။အကျိုးပေးသောကဏ္ဍအခရာတွေအနေနဲ့ဆိုရင်ခုနှစ်ကဏ္ဍ၅ကဏ္ဍ တုံညာကနန်းတွေဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ပြီးတော့အာသာကောင်းမှုပြီးတော့အကျိုးပြုစေနိုင်ပါတယ်အကျိုးပေးစီလို့အယောင်နေနဲ့ဆိုရင်အနီရောင်မိုးပြာရောင်ခဲရောင်အဆက်ရှိတဲ့အယောင်တွေများများပါသောအယောင်ကိုဝစ်ဆင်သွားပါအောင်မြင်ခြင်းနဲ့တိုးတက်ခြင်းတွေရရှိမှအသေးကြပဲဖြစ်တယ်အကျိုးပေးစီသောအရက်ဟာတော့အနောက်ဆူဆူအရက်ဖြစ်ပြီးတော့စန်းတီယာအရက်ကတော့အရှိအရက်ဖြစ်ပါတယ်မေဆွေတို့ရဲ့အရေးကြီးသောကိစ္စတွေလုပ်ငန်းဆောင်တာတွေကိုလုပ်တဲ့အခါမှာမိမိတို့ရဲ့လိုရာမှုပြုမှုဆောင်ရွက်ရန်အတွက်မတော်မီမှာမေဆွေတို့အနေနဲ့ မိမိတို့ရဲ့เนาะယုံကြည်ရာသူမဟုတ်ရိုးရာနဲ့သူမဟုတ်အိမ်ဆောင်နဲ့ကူအမွေးနဲ့သာပပြန်မြစ်တာပို့ပြီးတော့လူရာကိုတိုင်တယ်ပြီးတော့ပြောဆိုသွားရင်အထင်ကမရှိပဲရှော့ရှော့ရှူရှူနဲ့အောင်မြင်အစဉ်ပြေးသွားမှအတိကြပဲဖြစ်တယ် တတိကားစင်ကြီးရမှာတော့ဘာကိုလှုပ်လို့ဒီလတာတော်တွေမှာတောက်ကြသားသမီးတွေနဲ့တွဲဖက်လှုပ်တာမျိုးသုံးဖို့မိဆွေတို့ရဲ့အရေးကြီးသောကိစ္စတွေကိုတောက်ကြရက်တွေမှာတတိထားပြုမှုဆောင်ရွက်ရန်အတွက်တော့လိုအပ်တော်လာဖြစ်ပါတယ်ဒါအပြင်မိဆွေတို့အနေနဲ့ဒီလတာတော်တွေမှာဘာဖြစ်ဖြစ်မြောက်စုစုရက်ကိုဖြစ်နိုင်မျက်နှာမူပြီးတွားရတဲ့အလုပ်တွေမှာတတိထားစင်ကြီးရန်အတွက်တော့လိုအပ်တော်လာဖြစ်ပါတယ်ဒါအပြင်မိဆွေတို့အနေနဲ့အရေးကြီးသောကိစ္စဆုံးဖြတ်ဆောင်ရွက်တဲ့အခါမှာအလင်းစလိုလွတ်လွတ်လပ်မဆုံးဖြတ်ပါနဲ့စတင်လှုပ်ဆောင်တဲ့အလုပ်လေးတွေမှာတော့ဖြစ်နိုင်ရင်ကိုကိုကိုယ်တိုင်စတင်လုပ်တဲ့အလုပ်တွေအ ားနှဲစီတဲ့တတိတားဆင်ကျင်ရမယ်။သို့တော့မဖြစ်မနေလောက်ရမယ်ဆိုရင်တော့ကိုကိုတိုင်ဦးစီးဦးဆောင်လုံနိုင်မှလုံပါမလုံနိုင်ရင်တတိတားဆင်ကျင်ပြရလိုအပ်ပါတယ်။စက်ပစ္စည်းရင်နဲ့ပတ်သက်ပြီးတော့မဝယ်ပါနဲ့။ပြီးတော့အခါမိတ်ဆွေတို့အနေနဲ့မဟုတ်တဲ့သတင်းတွေကောလာဟာလာသတင်းတွေမကောင်းတဲ့သတင်းတွေတပုတ်လီလွင်သတင်းတွေပြောဆိုခံရတတ်တဲ့အတွက်တော့တတိထားစင်ရလိုအပ်ပါတယ်။ဒါ့အပြင်မိတ်ဆွေတို့အနေနဲ့ဘာကိုဖြစ်ဖြစ်ဒီလာတာတော်တွင်မှာဆိုရင်တော့အသားရောင်တို့အဝါရောင်တို့ကိုတတိထားဝစ်စင်ပြီးရင် ရပါပြီမိတ်ဆွေတို့ရဲ့အိမ်အတွင်းမှာ나ยีအပြတ်တို့ရက်တက်နေသောအရာတွေပြက်ကြေအဟောင်းတွေရှိရင်စွန့်ပေးလိုက်ပါပိတ်နေတဲ့လက်တွေပွင့်လန်းလာပါလိမ့်မယ်မိတ်ဆွေတို့ရဲ့ရောင်းကုန်ဝယ်ကုန်တွေအယောင်းတွတ်အယောင်းထွက်စီရန်အတွက်ဆိုရင်မိတ်ဆွေတို့ရဲ့ကုန်ပစ္စည်းတွေကိုဇွန်လေးတစ်ချောင်းနဲ့ထိတွေ့ရိုက်ပုတ်ပြီးတော့ရောင်းလိုက်ပါကရောင်းထွက်ပြီးတော့ရောင်းတွတ်သွားမှအသေးချာပဲဖြစ်တယ် ဒါအပြင်ဇေယျရဲ့ဓမ္မမိတ်ဆွေများအဋိဋ္ဌံပြုလို့တပါဆိုရင်ဒီလတာတော်တွေမှာဆိုရင်မိတ်ဆွေတို့အနေနဲ့အဆက်ဆက်ရဲ့အောင်မြင်အစဉ်ပြေစီပြီးတော့တိုးတက်စင်ရအဋိဋ္ဌံပြုလို့တပါဆိုဘဂဝါဆိုတော့ဂုံတော်ပတိကိုတနည်းကိုသုံးပတ်နှုံးနဲ့၁၂ရက်တည်တည်အဋိဋ္ဌံဝင်ပါကမိတ်ဆွေတို့ရဲ့အခက်ခဲတွေအားလုံးပြေလည်ပြီးတော့ ဆောင်ရွက်ပြီးတော့ပြည်လဲပြီးတော့ကောင်းသောလူအင်ဆန္ဒတွေပြည့်ဝပြီးတော့အခက်အခဲမရှိအဆင်ပြေလာစေမှာတည်ကြပါရခင်ဗျာ။ဒါပြင်ဆရာငယ်မိတ်ဆွေမိဘတွေနိုင်ငံခြားခရီးသွားပတ်စုဝီဇာလုပ်ငန်းနဲ့ပတ်သက်တာတွေရေရှားမြေရှားဘာသာရှားလူမျိုးရှားတိုင်းတစ်ပါးအကျိုးပေးပါတယ်။ဘာကိုဖြစ်ဖြစ်ကိုကိုယ်တိုင်ဦးစီးဦးဆောင်လုပ်ပါ။ကံကြမှာကံဆိုတာကောင်းတာလို့ရင်ကောင်းတာဖြစ်မယ်ဆိုတော့ ဒီလာဟာပြောဆိုဆိုလို့ရတယ်ကံဆိုတာမိတ်ဆွေတို့လည်းမမြင်ရဘူးဆရာတို့တက်ကနစ်တစ်ခုရတွက်ချက်ပြီးတော့ဆရာတို့ကံကြမှာဟောတယ်ဆိုတာကံကိုမိတ်ဆွေတို့ရဲ့ကံကိုဆရာတို့ရဲ့တက်ကနစ်တစ်ခုခုကိုနဲ့ဘာကိုပဲအခြေတီတီမဟာပုဂ္ဂိုလ်ပဲအခြေတီတီသုံးနိုင်ပေါ်နေ့ကိုပဲအခြေတီတီဆန်းကိုပဲအခြေတီတီလက်ခတ်ကိုပဲအခြေတီတီဘာနည်းနဲ့တွက်တွက်ဒါရောကိုပဲဆွဲဆွဲကံကိုဆရာတို့ကကိုတက်တဲ့တက်ကနစ်နဲ့တွက်ယူလိုက်တာဒါကမှ ကံရဲ့ကောင်းခြင်းဆိုခြင်းကိုကဏန်းပြတဲ့သဘောအရတွက်ယူလိုက်ပြီးတော့ကြံမာဆိုပြက်လက်တွေ့လောက်ရနဲ့ဘာဘီတင်ကဘလို့ဟောဟောဘာနီးနဲ့တွက်တော့ကိုကမှမကြိုးစားရင်ဘာမှဖြစ်လာမှာမဟုတ်ဘူးအဲ့တော့ကြံမာဆိုတာမိစွေတို့ဟာဒီလာတာတော်တွေမှာကြိုးစားရင်ကြိုးစားသလောက်ရောက်ရှိပြီးတော့ကြံမာကိုဖန်တီးနိုင်တယ်လာဖြစ်တဲ့အတွက်ကြောင့်မလို့အဲဒီလာဟာရှုံုံပြောရရင် မင်းဆိုးရာစာဆိုတဲ့ဧကရစ်သဘောတရားကတော့ဘာကိုဖြစ်ဖြစ်ကိုကိုတိုင်းစွမ်းဆောင်ရင်အောင်မြင်ခြင်းတုတ်တက်ခြင်းတွေရရှိမယ်ဆိုတဲ့လာဖြစ်တာအသေးချာပဲဖြစ်တဲ့အတွက်ဘာကိုမဆိုးကြံ့ကြာတုံဆိုင်မနေပဲနဲ့ဆရာရဲ့ဟောစရံကိုတွေ့ရင်ရေရွဝင်ချစ်တို့ဆောင်ရလှုပ်ဆောင်မှာဂျိမ့်တေပေါလက်ခမောင်းခတ်ရစီမှာအသေးချာပဲဖြစ်တယ်ဒါဆိုကောင်းပြီဇံငဲမိတ်ဆွေတွေအလုံးဒီတလှတာတော့တွေ့မှာဆက်ဆက်ရရအစဉ်ပြီးအောင်မြင်တုတ်တက်စီပြီးပြုလုပ်ရမယ်ရေရရာအနည်းနဲ့ဆိုရင်တော့မိတ်ဆွေတနေမှုနေသားသမီးတွေဒီလှတာတော့တွေ့မှာဟို ငွေကြီးကံကောင်းစီပြီးပိတ်နေတဲ့လက်တွေပွင့်လန်းစီရန်ရွေတရရေတရအနေနဲ့ဆိုရင်တော့မိတ်ဆွေများကျွေးပကံများတစ်ချက်လေးထဲမှာကျတော့မက်ဆီပေါ့အကျွေးစီကလေးတစ်စီကိုချပါကျွေးပကံများတစ်ချက်လေးထဲမှာအကျွေးစီလေးတစ်စီကိုတင်ပြီးတော့ဖျောင်းနိုင်အစိမ်းရောင်လေးတစ်တိုင်းတင်ထွင်းပြီးတော့မိတ်ဆွေတို့ရဲ့ဇပွဲတို့မဟုတ်အမြင့်တဏီယာလုပ်ငန်းစည်းဆိုင်မှာဟာလာကျွေးပကံများတစ်ချက်ထဲမှာမက်ဆီလေးတစ်စီကိုစားအပေါ်မှာဖျောင်းနိုင်အစိမ်းရောင်လေးတစ်တိုင်းကိုတင်ထွင်းထွင်းပြီးတဲ့အခါမိတ်ဆွေတို့အနေနဲ့ ဟိုမိတ်ဆွေတို့ရဲ့ပိတ်နေသောလက်တွေပွင့်လန်းစီရန်အယောင်ဝယ်ကောင်းပါစီလက်လာပါပွင့်ပါစီဆိုဆူတောင်းလိုက်ပါကဒီလဟာတနေ့ကတည်းကတာသမီမိတ်ဆွေတွေဖို့မိတ်ဆွေတို့ရဲ့လဖြစ်လာမှာအသေးစားပဲဖြစ်ကြောင်းဆရာကပြောရင်းနဲ့ဇန်ငယ်မိတ်ဆွေတနေ့ကတည်းကတာသမီတွေအားလုံးအဆက်ဆက်အရာအောင်မြင်တိုးတက်လို့ဘေးဘီယာမှန်သမျှဝေးကွာလို့ယရနာစင်ကြောက်ဇေတောက်တိုင်းကစားနိုင်ကြပါစေခင်ဗျာဇန်ငယ်နားမှာဗီဒီမီးကြီးရင်ခွန်ကိုးတုံညာ293ညာ76 7902041မှာဖြစ်စေ အဗိုက်ဘာနံပါတ်963 50 55မှာဖြစ်စီဆက်သွယ်မေးမြန်းနိုင်သူဆရာ TikTok Messenger ကနေလည်းဗီဒီယိုမဟုတ်လို့အခြားဆိုရှယ်ပလက်ဖောင်းမှာလည်းဗီဒီယိုမဟုတ်ကြောင်းဆရာကတတိပေးလိုပါတယ်အခုလိုရုပ်ချော်ချော်လေးရတာဆရာငယ်ဖြစ်ကြောင်းပြောနေတဲ့